ပရိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်ထွင်ဆက်ပြီးမှကတော့ဆွေးနွေးပွဲမတိုင်ခင်ယူကရိန်းကရုရှားလီဒါစကန်နီကိုဒရုန်းနဲ့အကြီးအကျယ်တိုက်ခိုက်လေယာဉ်40ကျော်ပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်ယူကရိန်းကဆိုလို့ရှိရင်တော့ရုရှားပိုင်နဲ့နှဆိုင်တဲ့နေရာအထိမကြုံစဘူးဒရုန်းတိုက်ခိုက်မှုကြီးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။တူရကီနိုင်ငံအစ္စတန်ဘူးမှာရုရှားနဲ့တိုက်ရိုက်ငင်းချင်ဆွေးနွေးပွဲအသစ်စတင်တော့မယ့်နိုင်ပိုင်းအလို့မှာပဲပုံကျဲလေယာဉ်တွေအပါအဝင်စစ်ဘက်ဆိုင်ရာလေယာဉ်40ကျော်ကိုဖျက်ဆီးခဲ့တာဒါမှမဟုတ်ထိခိုက်ပျက်စီးအောင်လို့ပြုလုပ်ခဲ့တယ်လို့ယူကရိန်းကပြောကြားခဲ့ပါတယ်။ Operation Spider Web လို့အမည်ပေးထားတဲ့ဒီစွန်စားတဲ့စစ်စင်ရေးကိုတော့ Volodymyr Zelensky ကိုယ်တိုင်ကြီးကြပ်ခဲ့တာဖြစ်ပြီးပြင်ဆင်ဖို့အတွက်တနစ်ခွဲကျော်လောက်အထိအချိန်ယူခဲ့ရတယ်လို့လည်းသိရှိရပါတယ်။ Ukraine လုံခြုံရေးအရာရှိတွေကတော့တနင်္ဂနွေနေ့မှာ Associated Press ကိုပြောကြားခဲ့တာကတော့ဒီ drone တိုက်ခိုက်မှုတွေဟာလေယာဉ်ကွင်းတော်တော်များများမှာရှိနေတဲ့ပုံကျဲလေယာဉ်40တစင်းကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါလို့ပြောပါတယ်။အဲ့ဒီထဲမှာ Ukraine ကနေပြီးတော့ကီလိုမီတာ၄000မိုင်းအားဖြင့်ကတော့2500ကျော်ကွာဝေးတဲ့ ရုရှားရဲ့ Eroskus ဒေတာမှာရှိတဲ့ Belaya Litter Scan လဲပါဝင်ပါတယ်။တခြားပြမှတ်ထားတိုက်ခိုက်ခံရတဲ့ Litter Scan တွေကတော့ Mumas Oblast က Oninya, Ryazan Oblast က Diakiliva နဲ့ Ivan Nova Litter Scan တို့လည်းဖြစ်ပါတယ်။ယူကရိန်းလုံခြုံရေးဌာန SPU ကတော့ဒီစစ်စင်ရေးကြောင့်ရုရှားရဲ့လေကြောင်းပစ်ဒုံးပြန်တင်လေယာဉ်အုပ်စုရဲ့34ရာခိုင်နှုန်းကိုအသုံးမပြုနိုင်အောင်လို့ပြုလုပ်နိုင်တယ်လို့လည်းပြောပါရယ်။ပျက်စီးဆုံးရှုံးမှုကတော့ဒေါ်လာ9ဘီလီယံလောက်ရှိနိုင်တယ်ဆိုပြီးတော့လည်းခန့်မှန်းထားပါရယ်။ ဒီပြောဆိုချက်တွေကတော့တိကျအတိပြုနိုင်ခြင်းမရှိသေးပါဘူးယူကရိန်းလုံခြုံရေးဌာနတွေကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုတွေထဲမှာတော့ဒရုန်းတွေကရုရှားလေယာဉ်တွေကိုလေယာဉ်ပြင်းလန်းပေါ်တိုက်ခိုက်နေတာကိုပြသထားပြီးပြစ်မှတ်ထားခံရတဲ့လေယာဉ်တွေကနေပြီးမိခိုးတွေထွက်နေတာကိုလည်းမြင်တွေ့ရပါတယ်ယူကရိန်းသတင်းရင်းမြစ်တွေကတော့ဒါဒရုန်းတွေကိုကားပေါ်ကနေတက်သားအိမ်ခန်းငယ်လေးတွေထဲမှာဖွက်ထားပြီးရုရှားတဲကိုတိတ်တိတ်လေးတွင်းခဲ့တာပါပြီးတော့မှလေတပ်စခန်းတွေနားကနေရာတွေကနေအဝေးတိန်းစနစ်နဲ့လွတ်တင်ခဲ့တာပါလို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။